ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့အသစ်ဆက်ဆက် Hero Chip The Face Technician ပါဝင်တဲ့နောက်ထပ် Hero Spotlight ကနေကြိုဆိုလိုက်ပါတယ်ဘွားရဲ့ခက်ခဲတွေကိုကြော်လွှားဖို့ရအတွက်ပေါ်တယ်တွေကိုတုံးချမှာကျွမ်းကျင်တဲ့ပေါ်ပေါ်လေးနေတတ်တဲ့မြေခွေးတစ်ကောင်နေနဲ့ချေပြတ်တမှုထူးခြားတဲ့ဆက်ပစ္စည်းတွေကမမြုံနေထားတဲ့ဘာပြွာတချို့အတွက်လမ်းတွေကိုဖွင့်ပေးမှာပဲဖြစ်ပါတယ် Face Technician Chip Passive Snap Time ချိပ်ကတိုက်ပွဲတွင်းကထွက်သွားတဲ့ခါကျရင်အာလူကျော်တွေစားစားမှဖြစ်ပြီးတော့တိတ်လုံးကုန်သွားတဲ့ခါကျရင်သူ့ရဲ့ကျော်သွားတဲ့ HP တချို့ပြန်လည်ဖြည့်တင်းမှာပဲဖြစ်ပါလိမ့်။အိုင်နာမော်ရချိပ်ကချိန်ခဏကြာဘိုက်ပြေးသွားမှာဖြစ်ပြီးဘိုက်ပြန်မစားလာမချင်းအာလူကျော်စားမှာမဟုတ်ပါဘူး။ First game Crash Course ချိပ်ကသူ့ရဲ့ရှပ်ပြေးရင်ကို overcharge လုပ်ပြီးတော့၎င်းကိုမြေပေါ်ပြင်းဆောင်လိုက်ပြီးတော့အနီးနားမှာရှိတဲ့ရန်သူတွေကို magic damage ထိစေမှာပါ။ထိမိသွားတဲ့ရန်သူတွေပေါ်ချိပ်ပြန်အမှတ်သားတယောက်စီမှာဖြစ်ပါတယ်။တကယ်လို့ဒီ skill ကရန်သူ hero ကိုထိသွားရင်တော့ချိပ်ကဒိုင်းကတစ်ခုရရှိမှာဖြစ်ပြီးနောက်နောက်ထိမှ hero တိုင်းအတွက်ဒိုင်းကပိုများလာမှာဖြစ်ပါတယ်။ချိပ်ပြန်နောက်ထပ်ပြုလုပ်မဲ့ basic attack ကအဝေးပြစ်လာမှာဖြစ်ပြီးတော့အနီးနားမှာရှိတဲ့ချိပ်ပြန်အမှတ်သားရှိမှ hero တိုင်းကိုထိစေမှာဖြစ်ပြီး magic damage ထိစေဖို့နဲ့ပြင်မှတ်ကိုခဏတာမူးစေဖို့အမှတ်သားကိုဖောက်ခွဲမှာပဲဖြစ်ပါတယ်။ Second skill overtime chip က movement speed တွေစတင်ရရှိလာမှာပဲဖြစ်ပါတယ်အမြင့်ဆုံး speed ကိုရောက်သွားချိန်မှာတော့သူက၎င်းကိုခဏတာထိန်းသိမ်းထားမှာပဲဖြစ်ပါတယ် chip ပြန်နောက်ထပ်ပြုလုပ်မဲ့ basic တက်ကသူ့ကိုပြင့်မှတ်စီဒုံလုံးတက်သွားစေနိုင်မှာဖြစ်ပြီး magic damage ထိစင်ပြီးတော့၎င်းတို့ကိုနောက်ဘက်ကိုနိုင်ငယ်တွန်းထုတ်မှာဖြစ်ပါတယ် ultimate shotgun chip ကရန်သူ hero ရဲ့ပုံမှာ portal တစ်ခုတင်လိုက်မှာဖြစ်ပြီး magic damage ထိစေပြီးတော့၎င်းတို့နှေးစီမှာပဲဖြစ်ပါတယ်ချိန်နှင်းငယ်ကြပြီးမှတော့ဒီပင်မပေါ်တယ်ကနီနာမရှိရဲ့ရန်သူတွေကိုမက်ချစ်တိုင်းမထိစင်မှာဖြစ်ပြီး၎င်းတို့ကိုနှေးစီမှာပဲဖြစ်ပါလိမ့် ဒီပင်မပေါ်တဲ့ကချစ်ပြက် HP ရာဂန်နှုန်းတစ်ခုဆက်ခံမှာပဲဖြစ်ပါတယ်။ချိန်တည်းမှာပဲ Connected Portal တွေကိုမာမေးဟီးရိုးတွေဘေးမှာနဲ့မာမေးစကန်တော့မှာဖန်တီးမှာပဲဖြစ်ပါတယ်။မာမေးတွေရောရန်သူဟီးရိုးတွေရောကပင်မပေါ်တဲ့စီကိုသွားဖို့အတွက် Connected Portal တွေကိုထိနိုင်မှာပါ။မာမေးဟီးရိုးတွေကပင်မပေါ်တဲ့စီကိုရောက်ချိန်မှာအပိုဆောင် Movement Speed ရရှိမှာဖြစ်ပါတယ်။မာမိန်းရဲ့ရန်သူဟီးရိုးတွေကပင်မပေါ်တဲ့ပေါ်မှာခဏခြားရပ်ပြီးသူတို့လာခဲ့တဲ့ connected portal တွေကိုပြန်သွားနိုင်မှာပဲဖြစ်ပါတယ်။ပင်မပေါ်တဲ့ connected portal တွေကအချိန်ခဏကြာပြီးမှပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။ Special Why walk? တယ်လီဖုန်းလုံးနေနိုင်ရသားနဲ့ဘာသာမှလမ်းလျှောက်သွားအောင်ပါလေချစ်ကမြေပုံပေါ်မှာနေရာကျချထားတဲ့တယ်လီဖုန်းဘေကွန်၄ခုကိုတုံးပြနိုင်ပါပဲဖြစ်ပါလေဘေကွန်ပေါ်မှာမတည့်ရချင်းကသူ့ကိုတခြားဘေကွန်စီတယ်လီဖုန်းလုံးစီနိုင်မဲ့ special skill ကိုပွင့်လာစီမှာဖြစ်ပါလေကန်လို့တဲ့အချိန်မှာပြင်းပန်းအနာကိုမြေမြရောက်ဖို့နဲ့၎င်းတို့တင်သင်းစီကို NS လောက်ထားတဲ့ basic attack နဲ့တွုံးဖို့အတွက်ချစ်ပြ skill 2ကိုတုံးပြီးတော့အိုင်းနောက်မှာတော့၎င်းတို့ကိုမူးစေဖို့အတွက်သူ့ရဲ့ပထမ skill နဲ့နောက်ထပ် basic attack ကိုအသုံးပြုပါ ဂျင်ကပုံမှန်အားဖြင့်တော့သူ့အသင်းအတွက် initiator ပဲဖြစ်ပါလိမ့်။အသင်းလိုက်တက်ခတ်ခြင်းမှာတော့အရှိန်တင်မှုအတွက်ချင်းပြတ်ဒုတိယ scale ကိုကြိုတင်သုံးပြီးတော့ပြင်မှတ်ကိုသူ့ရဲ့ basic attack နဲ့ထိအောင်လုပ်ပြီးသူ့ရဲ့ ultimate နဲ့ပင်မပေါ်တယ်ကိုချပါ။ပင်မပေါ်တဲ့နေတဲ့ effect ကရန်သူတွေကိုနှေးထားတော့မှ၎င်းတို့ကိုမူးသွားစေဖို့အတွက်ရန်သူကိုသူ့ parama scale နဲ့နောက်ထပ် basic attack နဲ့တိုက်ခိုက်ရင်မာမိတ်တွေကပေါ်တဲ့နဲ့ဝင်လာတော့ဆက်လက်တိုက်ခိုက်ပါ ချစ်ပြက်စကေးတွေကသူ့ကိုလွန်အားကောင်းတဲ့ရောမာဖြစ်လာစေုံနဲ့မဟုတ်ဘဲသူ့ကိုအတင်းလိုက်တိုက်ခိုက်ခြင်းတွေမှာတဘူထူးခြားတဲ့မဟာဗျူဟာအားသာချက်တွေကိုပါပေးစွမ်းနိုင်ပါလိမ့်လေဗယ်1မှာတော့ချစ်ပြက်ပထမစကေးကို upgrade လုပ်ပြီး၎င်းကို CC ပေးနိုင်တဲ့သူ့ရဲ့အဓိက damage အရင်းမြစ်ဖြစ်ဆက်လက်ဦးစားပေးပြီး upgrade လုပ်ပါချစ်ပြက်ပထမစကေးကထိမိတဲ့ hero ရေတွက်ပေါ်မူတည်ပြီးဒိုင်းကပေးစွမ်းနိုင်တာကြောင့်သူ့ရဲ့အသက်ရှင်နိုင်စွမ်းကိုတိုးစေဖို့ရန်သူတွေကိုတတ်နိုင်မြများများထိအောင်ကြိုးစားပါ ချေပြဒူဒါစကေးကအမြင့်ဆုံး speed ကိုရောက်ရှိဖို့အချိန်လိုအပ်ပြီးအချိန်ကန့်သတ်နဲ့ပဲထိန်းသိမ်းထားနိုင်မှာဖြစ်တာကြောင့်အောင်မြင်တဲ့ gain တွေကိုလုံးဖို့အတွက်ကော်ရီပေါ်မူတည်ပြီး skill ကိုပဲချိန်သွင်းရမယ်ဆိုတာကိုဆုံးဖြတ်ပါချေပြပင်မပေါ်တယ်ကိုရန်သူတွေကဖျက်ဆီးနိုင်တာကြောင့်ပြင်ဆင်ထားတဲ့ရန်သူအတင်းလဲမှာသူ့ရဲ့ ultimate သွားချတာမျိုးရှောင်ကျင်ပါချေပြ special skill ကသူ့ကိုမြေပေါ်မှာရှိတဲ့ background လေးခုစီ teleport လုပ်နိုင်မှာဖြစ်ပေမဲ့လည်း၎င်းမှာအချိန်ကြာတဲ့ကူးရောင်းရှိတာကြောင့်မကြာခဏပို့ပြီး gain လုပ်နိုင်ဖို့အချိန်ကိုင်းလုပ်နိုင်အောင်စူးစမ်းပါ ကျွန်တော်နေတဲ့ Chief Transport Amplan ကို Agility Pull Yourself Together နဲ့ Focusing Mass Talent တွေနဲ့အတူအသုံးပြုဖို့ကြံပေးလိုပါတယ်။ DMN ဆရာမှာတော့ Pull Yourself Together က Roaming လုပ်ဖို့အတွက် Chief Pet Special Skill Cooldown ရှင်းချပေးမှာဖြစ်ပြီး Focusing Mass ကတော့ Sport အနေနဲ့သူ့ရဲ့ Damage များဝေခြင်းကို Enhance လုပ်ပေးမှာပဲဖြစ်ပါတယ်။ချေပြဘေးအတွက်တော့ Dominance Ice နဲ့ Rapid Boost တို့ကသူ့ရဲ့အဓိက equipment အနေနဲ့စပ်ဖို့ကျွန်တော်တို့အကြံပြုလိုပါတယ်။ ၎င်းကပေးတဲ့မြန်မာရဲ့ movement speaker ချစ်ပြတ် roaming play style နဲ့ကောင်းမွန်စွာကိုက်ညီမှုရှိပါတယ်။ချစ်ပြတ်သက်ရှင်နာဆောင်ကိုမြင့်တင်ဖို့ Athena ရှိတဲ့ Antic Curious တို့ကဆက်ပြီးတော့ gain down ဘက်မှာလည်းသူအထီးမဲ့အလားလာကိုပြေဝရရှိနိုင်ဖို့ fleeting time ကိုဆက်ပါ။ကျွန်တော်နေတဲ့ chip drop petrified battery spare ကိုသုံးဖို့ကြံပြုလိုပါတယ်။ကျပြအတမေကအဖတ်မဝင်လာခင်ခဏတာဆောင်းရတာကြောင့်၎င်းကိုဘက်ထရီဖိုင်းနဲ့ပေါက်ဆက်ခြင်းကသူ့ရဲ့စီစီကိုမြင်သောဖြစ်စီမှာပဲဖြစ်ပါလိမ့် ချေပြန်ဘလင်းစွိုင်းမရှိခြင်းကိုဖြေဖို့အတွက် Flicker Battle Spell ကိုလည်းကျုပ်တို့အကြံပြုလိုပါလိမ့်။အဝေးပြေးအတက်တွေလုံနိုင်တဲ့ hero တွေဒါမှမဟုတ်နိုင်ငံတွေကိုချိန်ပေါင်းများစွာဖျက်သွားနိုင်တဲ့ Swanshire hero တွေနဲ့ရင်ဆိုင်ချိန်မှာတော့ Flicker ရန်သူတွေကိုမိလိုက်နိုင်မှုအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုပဲဖြစ်ပါလိမ့်။ချစ်ကအားကောင်းတဲ့ initiation နဲ့ CC swine တွေကိုပိုင်ဆိုင်ထားတာကြောင့် Lisana, Leila နဲ့ XR တို့လိုမျိုးရွေးရှားနိုင်စွမ်းနဲ့သုံးဖို့ပြော့တဲ့ hero တွေကို counter လုပ်တဲ့နေရာမှာအားတာပါလိမ့်။ ဂျန်ဒရီကလည်းချင်းပြက်ကွန်နက်တစ်ပေါ်တယ်တွေကိုအသုံးပြုနိုင်တာကြောင့်ဘဲရတ်စ်နဲ့တိုင်ဂရတို့လိုမျိုးစွမ်းအမြင့်အသင်းလိုက်တိုက်ခတ်ခြင်းစွမ်းနေရှိတဲ့ဟီးရိုးတွေကပေါ်တယ်တွေကိုသူတို့အတွက်အားသာချက်နေတဲ့အသုံးပြုနိုင်ပါတယ်ချင်းပြက်အာတမိတ်ကသူ့တင်းကိုဘယ်နေရာကနေမဆိုလူစုစီနိုင်တာကြောင့်အဖာဟာနာဘီနဲ့ကာရီတာတို့လိုမျိုးရေပေါ်တွင်ခက်မြမြမသွားနိုင်ပေမဲ့အသင်းလိုက်တိုက်ခိုက်ခြင်းတွေမှာထူးချွန်တဲ့ဟီးရိုးတွေနဲ့သူကလိုက်ဖက်ကြီးပါတယ် ဂျစ်ကတော့ကောင်းမွန်တဲ့မြေပုံတစ်ခွင်သွားလာနိုင်သွန်းရှိတဲ့ဟီးရိုပဲဖြစ်ပါလေ။ဂိမ်းစားပိုင်းမှာတော့လိန်တွေကိုကောင်းကောင်းမွန်မွန်ရုံးနဲ့ဂန်လုပ်ဖို့အတွက်သူ့ရဲ့ဒုတိယ skill နဲ့ special skill ကိုအသုံးပြုပါ။ဂိမ်းနောက်ပိုင်းမှာတော့ချစ်ပြဲပေါ်တယ်တွေကတမှုထူးခြားတဲ့နီးပြောင်မျိုးစုံကိုဖွင့်ပေးနိုင်မှာပဲဖြစ်ပါလေ။သူ့ရဲ့ ultimate ကအသင်းပေါ်တွေကိုလူခွဲပြီးတော့ push နိုင်သလိုခဏလေးတွေးမှာပဲအသင်းလိုက်တိုက်ခတ်ခြင်းမှာပါစီနိုင်ပြီးဂန်လုပ်ဖို့အတွက်၎င်းတို့ကိုဘယ်နေရာကားတွေမှာစလာစီနိုင်ပါလေ။ Chief the Face Declaration ကမတ်လ16ရက်မှာရောက်ရှိလာမှာပဲဖြစ်ပါတယ်။စာတင်ထွက်ရှိတဲ့ရန်တရက်မှာ30ရာခိုင်နှုန်းလျှော်ဈေးကိုရယူလိုက်ပါ။ပထမဆုံးနှစ်ပတ်တွင်း Chief ရဲ့ Nasdaq Engineer Skin ကို Diamond 50လုံးနဲ့ရရှိနိုင်ပါတယ်။တင်ရတော့ကားတွေကိုမေးထားပြီးတော့ချစ်တဲ့သူစိတ်လေးလာနေလိုက်ပါ။နောက်ပြီးနောက်တစ်ချိန်မတိုင်ခင်အထိသုံးတို့ဒီလမ်းတော့တောင်းပါပြန်ဆုံကြတော့ပေါ့။